အားလုံးပဲမင်္ဂလာပါဒီနေ့ဒီအင်ဂျီလေးကိုဒါလေးကိုလက်ပြက်လေးထိုးပြထားတာကိုလက်နဲ့ထိုးကျင်တဲ့သူတွေအတွက်ပေါ့နော်လက်ကလေးနဲ့ထိုးလို့ရအောင်လို့လက်လက်ကိုထိုးပြပေးမယ်ဒါပေမဲ့တစ်ဖက်ပဲထိုးပြပေးမယ်နော်တစ်ဖက်ပဲထိုးပြပေးမယ်လက်ကိုဘယ်လိုထိုးရလဲဆိုတာကို ထိုးပြပေးမယ်တချို့ကကျတော့လက်ပြက်သိပ်ပြီးတော့မကြိုက်ဘူးလေလက်ကလေးနဲ့ဝဲချင်တယ်ဆိုတော့ okay အဲ့ဆိုလို့ရှိရင်လက်ပြက်ကိုလက်လက်ပြက်လေးကိုလက်နဲ့ဘယ်လိုထိုးရလဲဆိုတော့ထိုးပြပေးမယ်နော် okay အခုဒီမှာပခုံးမှာ အပွင့်အသေးလေးနဲ့ဆက်ထားတယ်နော်ဒီအပွင့်သေးလေးနဲ့ဆက်ထားတဲ့နေရာကနေစပြီးတော့ယူမယ်မနော်အပွင့်သေးနဲ့ဆက်ထားတဲ့နေရာအပွင့်သေးနဲ့ဆက်ထားတဲ့နေရာကိုဘယ်နေရာကစယူမလဲဆိုတော့ဒီမှာ1 2 3 4 5 6ဒီမှာဒီတန်းချေ6တန်းเนาะဒီတန်းချေ6တန်းရဲ့အလယ်နေရာလေးကနေစယူမှာ

โอเคพรมี6ขาตัดมั้ย1 2 3 4 5พรมี6ขายาไปဆိုရင်ဒီမှာဒီဒီနေရာပေါ့เนาะဒီ green နေရာလေးမှာဒီအလဲတက်တဲ့နေရာမှာတိုင်တုံနဲ့ချိန်မယ်ဒီพรมี6ขาဒီနေရာကိုမချိန်လေးနဲ့မှတ်ထားမယ်တိုင်တုံနဲ့ချိန်ပြီးပြီဆိုရင်พรมี2ขา1 2พรมี2ขาရရင်နှစ်ရစ်တင်တိုင်းရှင်နဲ့ ဒီဖုံမီဒီတိုင်ချေ6တိုင်ရဲ့1 2 3 4 5 6 6တိုင်ရဲ့3တိုင်မြောက်ပေါ့နော်အလယ်နေရာလေးမှာ1 2 3 3တိုင်မြောက်နေရာလေးမှာနရစ်တင်တိုင်ချေထုံးမယ်โอเคဒါမျိုးလေးရမယ်ဒါမျိုးလေးရမယ်ဆိုရင်ဒီနရစ်တင်တိုင်ချေထိုးတဲ့နေရာမှာမကြိတ်လေးနဲ့မှတ်ထားမယ်โอเคအခုဒီမှာဘက်ဒီဘက်ဒီလိုလေးရပြီဒီလိုလေးရပြီဆိုရင် ဖုန်မီ6ခါ0 1 2 3 4 5 6ပြန်လှည့်မယ်ပြန်လှည့်ပြီးတော့ဒီမှာဒီပထမဒီဖုန်မီ6ခါနေရာမှာတိုင်တုံးနဲ့ချိန်မယ်အញ្ញုံနဲ့ချိန်ပြီးပြီဆိုရင်ဒီလိုလေးရပြီဒီလိုလေးရပြီဆိုရင်ဖုန်မီနှစ်ခါ၁၂၃၄ ဖမင်းနှခါတက်ပြီး MM မှာနှစ်ရက်ရစ်မယ်နှစ်ရက်တင်တိုင်းရှိနော်နှစ်ရက်တင်တိုင်းရှိကိုဒီမှာဒီအလဲနေရနော်ဒီအလဲနေနဲ့အလဲတက်တဲ့နေရာအဲ့နေရာမှာနှစ်ရက်တင်တိုင်းရှိတတိုင်းထိုးမယ်โอเคဒီမချိတ်ကိုဖြုတ်ပြီးတော့အခုဒီနှစ်ရက်တင်တိုင်းရှိနေရာလေးမှာမချိတ်လေးနဲ့ပြန်မှတ်မယ်အဲဆိုရင်ဒါတဒန်းပြီးရလို့ခေါ်ရနော်โอเค ဒီလိုမျိုးနှစ်ရည်တင်တိုင်းရေထိုးပြီးတော့မှတ်ကြိမ်းနဲ့မှတ်ပြီးဆိုရင်နောက်တစ်တန်းကိုပြင်ဆင်မယ်ဖုံးမလျှောက်က1 2 3 4 5 6ပြန်လှည့်မယ်ပြန်လှည့်ပြီးတော့ဒီမှာဒီဖုန်မီလျှောက်က ထိုးထားတဲ့နေရာမှာတိုင်တုံနဲ့ပြန်ချိန်မယ်ပြီးရင်ဖုန်မီနှစ်ခါဖုန်မီနှစ်ခါတက်ပြီးအမှနှစ်ရည်ရည်မယ်နှစ်ရည်တင်တိုင်းရှိကိုဒီအဲ sorry နှစ်ရည်တင်တိုင်းရေမုံနော်ဖုန်မီလျှောက်ခါပဲ sorry sorry 3 4 5 6ဖုံးမိ6ခါဖုံးမိ6ခါရပြီဆိုရင်ဒီမှတ်ချက်မှတ်ထားတဲ့နေရာမှာတိုင်တုံးနဲ့ချိန်မယ်ဒီမှတ်ချက်ကိုရှုပ်လိုက်မယ်ပြီးရင်ဖုံးမိ2ခါဒီနဲ့နေရစ်တင်တိုင်ရှင်နဲ့ဒီအဆုံးပါနော်ဒီနှစ်ခုရဲ့ကြားထဲမှာနေရစ်တင်တိုင်ရှင် โอเคနေ့တင်တိုင်းရှင်းရပြီဆိုရင်အဲ့နေရာမှာမကြိတ်ကို ပြန်မှတ်မယ်ပြီးတော့ဆိုရင်ဒီမှာနော်ဒါမျိုးလေးတွေရတာပဲပြီးရင်ဖုန်းမိ6ခါ1 2 3 4 5 6ပြန်လှည့်မယ်ပြန်လှည့်ပြီးဒီဖုန်မိ6ခါစီထိုးထားတဲ့နေရာမှာတိုင်တူလေးနဲ့ချိန်မယ်တိုင်တူပြီးရင်ဖုန်မိ6ခါ1 2 3 4 5 6 ရင်နောက်ထပ်ဖုန်မီ6ခန်းနေရာမှာ တိုင်တူနဲ့ချိန်မယ်။ပြီးရင်ဖုန်မီ6ခန်း1 2 3 4 Okay ဒီမှတ်ချိန်မှတ်ထားတဲ့နေရာမှာနေရည်တင်တိုင်ချီပေါ့နော်မှတ်ချိန်မှတ်တဲ့နေရာကအဲ့နေရည်တင်တိုင်ချီနေရာမှာတိုင်တူနဲ့ချိန်မယ်။ပြီးရင်ဒီမှတ်ချိန်လေးကိုဖြုတ်လိုက်မယ်။ မကြီးကိုဖြုတ်ပြီးရင်ဖုံပြီးနှစ်ချက်โอเคနေရည်တင်တိုင်းရှိဒီမှာတင်းနှစ်သုံးသုံးတိုင်းမြောက်ရထိတ်နော် သုံးတိုင်းမြောက်ထိတ်မှာနေရည်တင်တိုင်းရှိထိုးမယ်โอเคခုဒီနေရည်တင်တိုင်းရထိုးရတဲ့နေရာမှာမကြီးလေးကိုပြန်မှတ်ဖို့မမေ့နဲ့နော်ပြီးရင်ဖုံပြီး၆ခါမိချောက်ခါရပြီးရင်ပြန်လှည့်မယ် အဲ့လိုပဲပြန်လှည့်လည်ပြီးထိုးသွားမှာနော်ဖူမီ6ခါဒီဖူမီ6ခါထိုးထားတဲ့နေရာဒီမှာတိုင်တူနဲ့ချိန်ပြီးသွားမယ်တိုင်တူဖူမီ6ခါနောက်တနေရာမှာလည်းတိုင်တူနဲ့ချိန်မယ်ဖူမီ6ခါတိုင်တူနဲ့ချိန်မယ် ုမေ6ခါဒီမှချိန်နေရာမှာတိုင်တူနဲ့ချိန်မယ်။ဒီမှချိန်လေးကိုဖြုတ်မယ်။ဘုမိနှစ်ခါတက်မယ်။နေရည်တင်တိုင်ချေမဒီတိုင်ချေ6တိုင်ရဲ့ချိန်မှာနော်။ဒီနေ့တော့တိုင်ချေ6 3တိုင်ရဲ့ချိန်နော်။ 6တန်းရထိမ့်မဟုတ်ဘူး။တန်းချီ6တန်းရအလဲတက်တဲ့နေရာလေးပေါ့။ Okay ။နေရတင်တန်းချီပြီးရင်မချိန်နဲ့ပြန်မှတ်မယ်။ဖူမီ6ခါရလဲမယ်။ရလဲပြီးတော့ဒီမှာတိုင်တူလေးနဲ့ပြန်ချိန်မယ်နော်။ဖူမီ6ခါတစ်ခါ။ မိ6ခါနေရာမှာ တိုင်တူတစ်ခါစီနဲ့ချိန်သွားမယ်။မနော်မအခုဆိုရင်ဒီလိုမျိုးလေးရလာပြီ။ ေဒီမှတ်ချိန်နေရာမှာတိုင်တွန်းနဲ့ချိန်မယ်။ယေမှတ်ချိန်ကိုဖြုံးမယ်။ဘုမိနှခါနေရတဲ့တိုင်ရှိမနော်ဒီ၃တိုင်ရဲ့၃တိုင်နဲ့ဒီနဲ့ကြားရဲနော်။ဒီကြားရဲမှာနေရတဲ့တိုင်ရှိမချိန်လေးနဲ့ပြန်မှတ်မယ်။ပြီးရင်ဘုမိ၆ခါ ပြန်လှဲ့မယ်အဲ့တိုင်းလေးပဲထိုးသွားရုံပဲနော်ဒီရင်တိုင်းတို့နဲ့ချိန်မယ် မနော်တော်တော်လေးကြည်လေးရဲ့အတွက်တခုချင်းစီတိုး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 သွားတဲ့ပုံစံနော်ထိုးနေတဲ့တော့ဘာမှမခတ်ပါဘူးနော်ဒီမကြိတ်လေးကိုဟိုမယ် ai đó là ta sorry for me là chả là gì đến đại chi là khu ye chả đấy nó kể bây giờ không biết sao cả lên mình anh đồ nó chảy mẹ anh đồ nó chảy mẹ anh đồ nó chảy mẹ ok Đi mà nó là khá lý rồi yellow. I don't know, Jamie.

四、五、七、廿零米。OK，来，第二呢，再抽到没呢？ ေတင်နဲ့တော့တုံပေါင်းမြောက်မှာမြေတင်တိုင်းရှိနေဖို့မိ၆ခါโอเคပြန်လှည့်ပြီးတော့အဲ့တိုင်းလေးဆက်ပြီးတော့ထိုးမယ်နော်အဲ့တိုင်းလေးဆက်ပြီးထိုးတာကိုဒီမှာဘယ်လိုပုံစံရလဲဆိုတော့ အဲ့လိုမျိုးလေးဟိုဘက်ဒီဘက်လှည့်လှည့်ပြီးတော့ထိုးသွားရင်ဒီမှာအခုဒီလိုမျိုးလေးရနေပြီနော်လက်ကလေးကကိုကလက်ကိုအပြည့်ယူခြင်းလဲဆိုရင်ဒီဂျိုင်းထိရအောင်ထိုးမယ်အပြည့်မယူခြင်းဘူးဆိုရင်ဒီတဝက်လောက်ရတယ်ဆိုလို့ရှိရင်လည်းလက်ကလေးရတယ်ပေါ့နော်ဒီတဝက်လောက်မှရက်လိုက်ရက်လိုက်တယ်ဆိုရင်လည်းရတယ်နော်โอเคအဲ့လိုမျိုးကိုကအပြည့်လိုခြင်းလဲဆိုရင်တော့ဒီဂျိုင်းဒီအပုနှစ်ခုဆက်ထားတဲ့အလက်တိတိရောက်တဲ့ဒီထိုးသွားပြီမယ်နော်โอเคဒီမှာအဲ့လိုလေးရပြီနော်တဖြည်းဖြည်းထိုးလာတာ โอเคအဲ့ဒါဆိုလို့ရှိရင်ဆက်ပြီးတော့ထိုးသွားမယ်နော်ဒီအထိရအောင်လို့ဆက်ထိုးသွားမယ်ဒီအထိရောက်ပြီဆိုလို့ရှိရင်ပြန်တွေးကြမယ်နော်ဒီတိုင်းနဲ့ဆက်ထိုးသွားမယ်နော်ကိုပြတဲ့အတိုင်းနဲ့ဆက်ပြီးထိုးသွားမယ်ဟုတ်လားဒါမျိုးလေးလာမယ်နော် ခုဒီမှာလက်ကိုထိုးလာတာဒီမှာအရင်ကိုယောက်လာပြီနော်အရင်ကိုယောက်လာပြီဆိုရင်လက်ကလေးကဒါမျိုးလေးရပြီဒါမျိုးလေးရပြီဆိုရင်အနာတက်ဖို့ပဲကြံတော့တယ်နော်ဒီမှာဒီနောက်ဆုံးနောက်ဆုံးရောက်ပြီဆိုရင်ဒီပထမဆုံးဒီမှာမှတ်ချိန်နဲ့မှတ်ထားတဲ့ဒီနေရာเนาะနှစ်ရက်တင်တိုင်ချီရဲ့ဒီအရင်မှာ list တင်လေးနဲ့ချိန်လိုက်မယ် ဒစ်စတလေးနဲ့ချိန်ပြီးတော့မကြိတ်လေးတွေကို ဖြုတ်လိုက်လို့ရတယ်โอเคဒါမျိုးလေးဆက်လိုက်တယ်နော်ဆက်ပြီးပြီဆိုရင်ဒီမှာဖူမီတစ်ချက်ဖူမီတစ်ချက်တက်ပြီးပြီဆိုရင်ဒီနေရာမှာဒီတကွင်းမှာတိုင်ချီ ငါးတိုင်ထိုးမတစ်တိုင်နှစ်တိုင်သုံးတိုင်လေးတိုင်ငါးတိုင်ငါးတိုင်ရပြီဆိုရင်ဖူမီ3ကဖူမီ3ကတက်ပြီဒီမှာအရင်မှာ slit stitch လေးနဲ့အဖူလေးပြန်လုပ်မှာနော်ဖူလေးလုပ်ပြီးအဲ့မှာရစ်ပြီးတော့ဒီဒီအကွင်းထဲမှာပဲနော်ဒီအကွက်ထဲမှာပဲအချင်း၅တိုင်းတိုင်း နှစ်တိုင်းဒါတော့အနာတက်လေးထူတာနော်၃တိုင်း၄တိုင်း၅တိုင်းโอเค၅တိုင်းရပြီဆိုရင်နောက်ထပ်ဒီတကွင်းမှာတိုင်တူလေးနဲ့ချိန်မယ်ပြီးရင်အမရပြီနောက်တကွင်းမှာဒီလိုမျိုးလေးထပ်ပြီးရလုပ်မယ်နော်ဒီမှာခြေကကုန်သွားပြီတခြားခြေအောင်လေးနဲ့ဆက်ပြမယ်နော် ပြီးရင်ပြန်ဖြီးမှဒီဟာကလေး ဲ့လိုဆိုလက်ပြက်ပဲဝင်มาဖြစ်တဲ့တနော်အခုကလက်လက်နဲ့ထိုးကျင်တဲ့သူတွေအတွက်လက်ထိုးနည်းလေးကို ထိုးပြပေးတာအဲကြောင့်ဒီမှာရှိတဲ့ရောင်နဲ့ပဲအရင်သုံးလိုက်မယ်โอเคချိန်ပြီးသွားပြီနော်ဒီတကွင်းမှာတိုင်လို့နဲ့လာချိန်ပြီးသွားပြီဒီလိုမျိုးလေးရပြီပြီးရင်အမှရစ်ပြီးတော့နောက်ထပ်တကွင်းမှာအိုင်ချင်း၅တိုင်း ငါးတိုင်းငါးတိုင်းရရင်ဖုန်ပြီးသုံးချက်တက်မယ် list လေးနဲ့ဘူးလေးပြန်လုပ်မယ်ပြီးရင်ဒီခွင်းထဲမှာပဲတိုင်ချင်းငါးတိုင်းတိုင်းနှစ်တိုင်းသုံးတိုင်းလေးတိုင်းငါးတိုင်းဒီနောက်ထပ်တစ်ခွင်းမှာတိုင်တူနဲ့ချိန်မယ် về amaya bi nào được quên má thì được như vậy phụ lý biển luôn nó anh chị ngã rãi tồn đại bị rãi ngã rãi không biết tồn cả đi xử lý nè phụ lý biển luôn mà ရင်အမရပြီးတိုင်ချေ၅တိုင်းတိုင်းနှစ်တိုင်းသုံးတိုင်းလေးတိုင်း၅တိုင်းပြီးရင်နောက်ထပ်တစ်ခွဲမှာတိုင်တူလေးနဲ့ချိန်မယ်โอเคဒီလိုမျိုးဖူလေးနော်နားကိုလေးပြီးရင်နောက်တစ်ခွဲမှာလည်းဒီမျိုးလေးပဲထိုးမယ်တိုင်းနှစ်တိုင်းโอเคအဲ့လိုမျိုးကို ဒီစမတ်ရောက်တဲ့နေရာအထိเนาะအဆုံးထိအောင်လို့ပြန်ထိုးလာမယ်အဆုံးရောက်ပြီဆိုရင်ပြန်တွေးကြမယ်เนาะโอเคဒီမှာအခုအဆုံးကိုရောက်လာပြီဆိုရင် slip stitch လေးနဲ့ချိန်လိုက်မယ်เนาะချိန်ပြီးရင်ဖုန်မီတွေတစ်ချက်ကျစ်ပြီးခြေသားကို ဖြတ်လိုက်မယ်ပြီးရင်ဒီခြေသားလေးကို ချက်ဝက်လေးနဲ့တင်လိုက်မယ်เนาะ kai dasaye tima laluina yabe ima nakaluina ulo yababe lanyilu yama ခေတာဆိုရင်ဒီလက်ပြတ်ဝေရတဲ့သူပေါ့နော်လက်ပြတ်ဝေချင်တဲ့လူမကြိုက်တဲ့သူတွေလက်လက်နဲ့ဝေချင်တဲ့ဆိုလို့ရှိရင်ဒီလိုမျိုးလေးလက်ပုံစံလေးကိုထိုးပြီးတော့နှစ်ဖက်လုံးထိုးလိုက်လို့ရှိရင်လက်လေးနဲ့ဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးလေးထိုးပြီးတော့ဝေလို့ရပါတယ်။ဒီယာကလေအပွင့်နဲ့ဆက်ပြီးတော့ထိုးမယ်ဆိုရင်တော့လက်အတွက်ကထိုးဖို့လေတိတ်ပြီးတော့အဆင်ပြေဘူးနော်။အားကြောင့်မလို့ဒီဒီဇိုင်းလေးကိုထိုးပြပေးတာ။ Okay ဒါဆိုလို့ရှိရင်လက်နဲ့ထိုးမယ်ဆိုရင်ထိုးလို့ရပြီလို့ထင်ပါတယ်နော်။ ောက်ထပ်ဗီဒီယိုအစ်လေးတွေတင်နိုင်ကြည့်လို့ရအောင်လို့ channel လေးကို like and subscribe ထားဖို့မေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုအစ်လေးတွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်